မက်လ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်အဆောက်အဦဖြူကြတဲ့အထဲမှာပါသွားခဲ့ပြီးအသက်ဆုံးရှုံးသွားခဲ့ရတဲ့ဝန်ထမ်း71ဦးရဲ့ကွဲလွန်ခြင်းတလားပြည်တဲ့နေ့မှာဆိုင်ငါလုပ်ငန်းတွေနဲ့လုံးဝမပတ်သက်တော့ကြောင်းအမိန့်စာပြန်နှန်းထုတ်ပြန်ခဲ့တဲ့တင်းရွှေစင်ရွှေဆိုင်ပိုင်ရှင်ဒေါ်တင်းတင်းမင်္ဂလာပါပရိသတ်ကြီးပြီးခဲ့တဲ့28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်တင်းရွှေစင်ရွှေဆိုင်ဟာ ပြမနာဆိုင်ခွဲမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းဆက်တဦးအဆောင်အဦးပြိုချမှုထဲမှာပါဝင်သွားခဲ့ပြီးကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်။တင်းရွှေစင်ရွှေဆိုင်ဟာဆိုင်ခွဲပေါင်းမြောင်များစွာရှိတဲ့ဆိုင်တဆိုင်ဖြစ်ပြီးပြမနာဆိုင်ခွဲကလည်းတင်းရွှေစင်ရွှေရနာဆိုင်ရဲ့အောင်မြင်နေတဲ့ဆိုင်ခွဲတစ်ခုလည်းဖြစ်ပါတယ်။ငလင်းကြောင့်အဆောင်အဦးပြိုချခြင်းမှာအောက်ထပ်သူလောင်ခန်းထဲမှာရောက်နေခဲ့တဲ့ဝန်ထမ်းဆက်တဦးဟာဘလို့မှလုံမြောက်ခွင့်မရရှိတော့ပဲအဆောင်အဦးပြိုချမှုထဲမှာပိတ်မိပြီးကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်။ အသက်ဆုံးရှုံးသွားတဲ့ဝန်ထမ်းတွေဟာပသိမ်ဘူကလေးငပူတော်ကျောင်းကုန်ပြမနာမြို့နယ်ကဝန်ထမ်းတွေဖြစ်ကြပြီးတင်းရွှေစင်ရွှေဆိုင်ရဲ့တီထောင်သူဖြစ်တဲ့ဒေါ်သင်းသင်းကတော့ကွဲလွန်သူဝန်ထမ်းတွေရဲ့ကျင်းရေးသူမိသားစုတွေအတွက်စာနာထောက်ပံ့ကြေးသိန်း300စီကိုကွဲလွန်သူတွေရဲ့ရက်လေတော့မှအိမ်နိုင်ရန်ရောက်သွားရောက်ပြီးအပ်ခဲ့တာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ EVLA 28ရက်နေ့ဆိုင်ဝန်ထမ်းများကွဲလွန်ခြင်းတလားပြည်နေလီမှာတော့ကွဲလွန်သူဝန်ထမ်း7ယောက်တို့ဟာဆိုင်လုံငန်းများနဲ့လုံးဝမသက်ဆိုင်တော့တာကြောင့် တင်းရွှေစင်ရွှေဆိုင်ရဲ့ဤသည့်ဆိုင်ခွဲကိုမစုံလာရောက်ခြင်းနှောက်ရက်ခြင်းမပြုကြဖို့အတွက်အမိန့်ပြန်တန်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်အမိန့်ဒီအမိန့်အားတင်းရွှေစင်စင်စရနာဆိုင်ရဲ့ပဲကန်ရှင်ဖြစ်တဲ့အနီးကနေပြီးတော့တမီးတို့သားတို့အကုန်လုံးထုတ်ပြန်လိုက်တယ်เนาะဒီတင်းရွှေစင်စင်ရွှေရနာဆိုင်ဆိုင်ခွဲများဖြစ်ကြတယ်ဆိုင်အမှတ်1 2 3 4 9 6ခုနှစ်မှာဝန်ထမ်းများအလုံးလိုက်နာရင်အမိတ်မနှင်းမြတ်ခမွန်ခေါ်ညိုကြီးအသက်26နှစ်မမေစင်ဦးခေါ်တုတ်တုတ်အသက်25နှစ်မဝင်းမောင်ဦးခေါ်မှုန်ကြီးအသက်22နှစ်မဝဝေနိုင်ခေါ်ဝေဝေအသက်24နှစ်မအေးချမ်းမြင့်ခေါ်ပန်ပန်အသက်29နှစ်မခင်ယမင်းလိုက်ခေါ်ယမင်းအသက်20နှစ်မဆုသူစုစုတေခေါ်ဘဲဦးမအသက်25နှစ်မြတ်အိမ်ရေကျော်ခေါ်ကြည်ကြည်အသက်25နှစ် မခိုင်သစဉ်ဦးအသက်25နှစ်ကိုနေလင်းအောင်ခေါ်စိုးလေးအသက်26နှစ်ကိုချင်မင်းသူခေါ်ပစ္စည်းအသက်26နှစ်တို့သည်28ရက်3လ2025တောက်ကြနေ၌ဘဝတဘာတို့ကုပြောင်းသွားပါသည်ဖြင့်တင်းရွှေစဉ်စိန်ရွှေရနာဆိုင်များမှ အလုတာဝင်များအလုံးရဆိုင်လိုက်ပါသည်တင်တို့သည်တင်းရွှေစဉ်စိန်ရွှေရနာဆိုင်မှအပေါ်တွင်ကြံရှိသောတာဝင် အဲဝန်ထမ်းချင်းွေများအားလုံးကိုလည်းတင်းရွှေစင်စင်ရနာဆိုင်မှ အားလုံးအကုန်ပြည့်ဖြတ်ပေးပါသည် ထို့အပြင်တင်တို့ရပိုင်ခွင့်ရှိသောသက်ဆိုင်ရာအရာများကိုလည်းတင်တို့ဤမိသားစုများထံအမှန်လိုက်ပြီးဖြစ်ပါသည်တို့ဖြစ်ပါ၍တင်တို့အားလုံးဒီနေ့ဒီအချိန်မှစ၍ရှိသည်မြသောတင်းရွှေစင်စင်ရနာဆိုင်များဤဆိုင်ခွင်းများအိမ်များဝန်ထမ်းအဆောင်ခွင့်များအပါအဝင်ဤသည့်အရာဝတ္ထုထင်မှတင်တို့နှင့်လုံးဝလုံးဝ မတက်ဆိုင်တော့ပါဘုဖြစ်ပါ၍သင်တို့အားလုံးသည်သွားလို့ရသွားနိုင်သည်လွတ်လပ်ခွင့်အပြည့်ပေးလိုက်ပါသည်တစုံတရာနှောက်ရခြင်းမရှိစေရအေးချမ်းစွာအနာယူနိုင်ပါသည်သမီးတို့သားတို့ဒီဆိုင်နဲ့ပတ်သက်လို့တင်းရွှေတင်ဆိုင်နေအားလုံးနဲ့ပတ်သက်လို့သမီးတို့မှာတာဝန်တွေဘာတာဝန်မှမရှိတော့ပါဘူး အန်ဒီကနေပြီးတော့အကုန်လုံးတမီးတို့သားတို့အန်ဒီစကားဆိုနားထောင်ကြတဲ့ကလေးတွေဖြစ်တဲ့အတွက်အန်ဒီကတခါလေတမီးတို့သားတို့တခါလေပြောပါတယ်တမီးတို့သားတို့သွားလို့ရအောင်သွားနိုင်ပါသည်ဟလာလွတ်လပ်ဖို့အန်ဒီအပြစ်ပေးလိုက်တယ်နော်ဒီနေရာရင်းနဲ့လုံးဝလုံးဝတမီးတို့နဲ့မသက်ဆိုင်တော့ပါဘူးနော်ကစုံတရားနောက်ဆက်နောက်ဆက်ခင်းနေမပြုတ်ပါနဲ့စိတ်ချမ်းချမ်းသာသာလွတ်လွတ်လပ်လပ်နဲ့ပေါ့နောက်ဆက်လုံးဝမတင်းမဲနဲ့သမီးတို့သွားတို့သားတို့သွားကြပါလို့အန်မီကပြောပါတယ်နော်